မင်္ဂလာပါရှင်ဒီ channel လေးကနေပြီးတော့မြန်မာသားယင်းနီးမြန်မာသားဖန်နီးနဲ့စကားပြောဆိုနီးလေးတွေအပြင်အတန်းစဉ်အလိုက်မြန်မာသားဖတ်စာလေးတွေကိုသင်ကြားပေးနေတာဖြစ်ပါတယ်ရှင်ဒီနေ့တော့ဓတမတန်မြန်မာသားဖတ်စာမှာပါဝင်တဲ့အပြောပုံစံသင်ခန်းစာတဲကနေပြီးတော့ယင်ဒီနေ့တော့တူဒီအပြောပုံစံရေဒီယိုအတန်လွှင့်ချက်ဆိုတဲ့အခန်းကဏ္ဍလေးကိုဆက်လက်ပြီးပြောပြပေးသွားမှာဖြစ်ပါတယ် ဒီအပြောပုံစံလေးကတော့အတန်ရေဒီယိုအတန်လွှင့်နေတဲ့ပုံစံလေးအတိုင်းဖက်ပြပေးသွားမှာဖြစ်ပါတယ်။ဆရာကြီးဝင်းဖေအကြောင်းရေးသားထားတာဖြစ်ပါတယ်ရှင်။ကဲနားစင်ကြည့်အောင်။သောတရှင်များခင်ဗျာဝင်းဖေလွယ်အိတ်လို့ဆိုတဲ့ဝင်းဖေဘဝထဲမှာမန်လေးတက္ကသိုလ်ကျောင်းထွက်လူလူတိုက်ထွက်ဆိုတဲ့ဝိသေသလေးတွေက အတော်အရေးကြီးပါတယ်။ မန်လေးတက္ကသိုလ်ဘဝအစိပ်ပိုင်းတွေလည်းပြောပြခြင်းပါတယ်ဒီတပတ်တော့မန်လေးလူရုတိုက်လူတို့ဥလေးလှတို့လူတို့ဒရောမာအကြောင်းတွေကိုကျွန်တော်ဖြတ်သန်းခဲ့ရတယ်လို့ပြောပြခြင်းပါတယ်လူတို့ဦးလေးလှနဲ့လူတို့ဒေါ်တော်မာတို့ကကျွန်တော်ဖခင်ကြီးရွှေပြည်ဥပတင်ရဲ့တပည့်တွေဖြစ်ကြပါလေကျွန်တော်ကြတော့လူတို့ဦးလေးလှနဲ့လူတို့ဒေါ်တော်မာရဲ့တပည့်ဖြစ်လာပြန်ပါတယ် 1950ပြည့်နှစ်နောက်ပိုင်းတွေနဲ့1960ပြည့်နှစ်စောစောနှစ်ပိုင်းတွေမှာ ကျွန်တော်နဲ့ပေါ်ဦးသက်တို့ဟာလူမှုသတင်းစာတိုက်လူမှုစာပေတိုက်အတွက်တရုတ်ဖော်ပကြီးဆရာတွေဖြစ်လာကြပါတယ်ဟုတ်ပါတယ်ပေါ်ဦးသက်ဟာ အများသိကြတဲ့မြမာတိကဘာတိပကြီးဆရာ ပေါ်ဦးသက်ပါပဲနောက်တော့ပေါ်ဦးသက်အကြောင်းသိကြတင်ပြဖို့ရှိပါတယ်ကျွန်တော်နဲ့ပေါ်ဦးသက်တို့ဟာ လူရုတိုင်မှာတရုတ်ဖော်ပဒီရအပြင် နေ့စဉ်သတင်းစာကာတွန်းတွေဆွဲတကဲကြားရတဲ့သူတွေဖြစ်လာကြရပါတယ်။ပေါ်ဥတက်ဟာသူတော်ဆိုတဲ့သူ့ကိုယ်ပိုင်ဆက်ဆောင်ကိုမွေးပြီးတော့လူရုသတင်းစာကြောဖုံးမှာ နေရယူပါတယ်။ကျွန်တော်ကတော့နေ့စဉ်နိုင်ငံရေးကာတွန်းတွေရေးရတာမို့သတင်းစာမျက်နှာဖုံးမှာနေရယူရပါတယ်။ ကျွန်တော်နိုင်ငံရေးလူမှုရေးခေပြောင်ကတော့နေရေးဖို့လမ်းညွန်ချက်နဲ့ပတ်သက်လို့ဒေါ်တော်မာတို့ကတူတူနဲ့ထိရောက်အောင်တသက်လုံးဆွဲသွားအောင်ဆုံးမပါတယ်။သူပြောပုံကဒီလိုกว่าငါကောလိတ်ចောင်းသူဘဝကဥပါချမ်းနဲ့ចောင်းနေဘက်တွေပဲ။ဒီတော့ကသူနဲ့ငါကနိုင်ငံရေးခံယူချက်ချင်းမတူကြဘူးกว่าသူကငါတို့ကို သူတက်တဲ့ကတွန်းပညာနဲ့တရုပ်ဖော်ပြီးလောင်ပြောင်းနေกว่า ဒါပေမဲ့သူလောင်ပြောင်မုံကသိပြီးပညာသားပါတယ်ငါတို့ကအလောင်ခံရပေမဲ့အော်တို့ကလည်းတို့ပေပဲသူလောင်မယ်ဆိုလဲလောင်စရာပဲဟုတ်ပေသားပဲလို့ဝန်ခံကြလက်ခံကြရတယ်ကိုနဲ့စန့်ကျင်ဘက်ဆိုပေမဲ့ငါသူကတုံးတွေကို မကြိုက်ဖဲမနေနိုင်ခဲ့ဘူးဒါဟာသူ့တွေးပုံရေးပုံပညာပါပြီးတရားမျှတမှုရှိလို့တိမ်မွေးမှုရှိလို့ပဲ မင်းလဲဒီကနေ့ခေပြိုင်နိုင်ငံရေးကာတွန်းတွေရေးတော်မယ်ဆိုရင်ကိုပါချမ်းလိုအလောင်ကံပုံကိုတွေကတော့ဒေါကဒေါသဖြစ်ဖို့ခက်တဲ့လူအလုံးကလက်ခံနိုင်တဲ့ပညာအမြင်ဟာတအမြင်မျိုးနဲ့ရေးနိုင်ရမယ်လို့ဆုံးမပါတယ်ကျွန်တော်တသက်လုံးဒီအဆုံးအမကိုမမေ့နိုင်တော့ပါဘူးကျွန်တော်တို့နောက်ကတက်လာတဲ့လူငယ်တွေကိုလည်း တော်တော့အဆုံးအမကို အမြဲလက်ဆင့်ကမ်းပေးခဲ့ပါတယ်။ထားပါတော့ဒါနဲ့ကျွန်တော်နဲ့ပေါ်ဦးသက်နဲ့လူတို့သတင်းစာမှာကာတွန်းတွေစရေးကြပါတယ်။ကျွန်တော်တို့ကဒီတုန်းကမြမာကာတွန်းအများစုနဲ့မတူတဲ့ဆွက်ရေးဆွဲနီးတွေနဲ့ရေးကြပါတယ်။အကြောင်းကတော့အကြိုက်ချင်းမတူကြတာပါပဲ။ကျွန်တော်တို့အယုတ်တွေကအများပြည်သူမြင်နေကြကာတွန်းတွေနဲ့မတူပါဘူးဒီအချက်ကိုဒေါ်တော်ရော ဥလေးလှရောတိကြပေမဲ့လုံးဝမစွတ်ဖက်မကန့်ကွက်ပါဘူးလွတ်လပ်ခွင့်အပြည့်ပေးထားကြပါတယ်ဒါကလူမှုသတင်းစာရဲ့အမာခံမူဝါဒပါပဲလူငယ်တွေကိုမြေတောင်မြောက်ပေးတဲ့နေရာမှာအမှုပညာအရလွတ်လပ်ခွင့်အပြည့်ပေးပါတယ်ပထမရေးပြီးစတလားလောက်အတွင်ပြဿနာတွေတက်လာပါတယ်အများစုကနေက ။တရင်စာဖတ်သူတွေက ကျွန်တော်တို့အယုတ်တွေကိုအတော်ကြီးမကြိုက်ကြပါဘူး။ဒီကာတွန်းတွေကိုတရင်စာမှာဆက်ထည့်နေမယ်ဆိုရင်တရင်စာကိုဖျက်ပစ်မယ်။တခြားတရင်စာကို ပြောင်းယူတော့မယ်အထိစာရေးပြီးတော့ချင်းချောက်ပြောဆိုလာကြပါတယ်။တော်တော်ကအဲ့ဒီမကျင်းတတ်တဲ့စာတွေကိုကျွန်တော်နဲ့ပေါ်ဥသက်ကို ပြပါတယ်။တရင်စာဖတ်သူတချို့ရဲ့သဘောထားပဲလို့ပြောပါတယ်။ ဒါပေမဲ့ကျွန်တော်တို့ကိုပြောင်းရေးဖို့ပြုပြင်ဖို့လုံးဝမပြောပါဘူးကျွန်တော်တို့ကလည်းပြောင်းရေးခြင်းစိတ်မရှိပါဘူးအဲ့လိုမကျင်းတတ်တဲ့စာတွေဆက်ပြီးလာနေပါတယ်ကျွန်တော်တို့နှစ်ယောက်လည်းမကြခင် အလုတ်ပြုတ်တော့မယ်လို့ထင်လာကြပါတယ်ဒါပေမဲ့ကျွန်တော်တို့ကာတွန်းတွေကို အထူးတလဲချီးကျူးတဲ့စာတွေလည်းရောက်လာပါတယ်အဲ့ဒီစာတွေကိုမှတ်မိသလောက်ပြောရရင်လန်ဒန်ကဥတက်ထော့ ဆရာကြီးဦးခင်မောင်လက်နဲ့ဒေါခင်မျိုးချစ်ကျဲမွန်အက်ဒီတာဦးဝင်းတင်စသူတွေဖြစ်ကြပါတယ်အဲ့ဒီလိုစာတွေကိုဦးလေးလှကကျွန်တော်တို့နှစ်ယောက်ကို ခေါ်ပေးပြီးတော့ဒေါတော့စီသွားပြခိုင်းပါတယ်တိတ်ကြိုက်ပါတယ်ဆိုတော့စာရီနဲ့တိတ်မုန်းပါတယ်ဆိုတော့စာရီနှိုင်းရှင်ချိန်ဆကြည့်ပါတယ်ပြီးတော့မှ မကြိုက်တဲ့သူတွေသတင်းစာဖြတ်ခါမှဖြတ်ရောကျွန်တော်တို့ကာတွန်းတွေကို ဖြတ်မဖြုတ်မပေးနိုင်ဘူးပြင်မပေးနိုင်ဘူးလို့ဆုံးဖြတ်လိုက်ပါတယ်ဒီလိုဆုံးဖြတ်လိုက်တာကိုထောက်ခံတဲ့အထဲမှာဆရာကြီးရွှေဦးတောင်းတို့ဇဝနာတို့လည်းပါပါတယ်ဆိုတဲ့အကြောင်းတင်ပြရင်ဒီတပတ်ဒီမြနဲ့ရန်နာထားပါရစေကျမ်းမှာချမ်းသာကြပါစေကျွန်တော်ဝင်းဖေပါ အခုဖတ်ပြပေးသွားတာကတော့ရေဒီယိုအတန်လှင့်ချက်ကို တူတီအပြောပုံစံနဲ့ပြောပြထားတဲ့เนาะအပြောပုံစံလေးပဲဖြစ်ပါတယ်ဆရာဝင်းဖေရဲ့ကျေးသားချက်ပြောပြချက်ဖြစ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်